ထမင်းအိုးတစ်လုံးချက်နေတာအဲ့ဒီချက်နေတဲ့ထမင်းအိုးဟာထူးထူးဆန်းဆန်းဖြစ်တယ်ထမင်းအိုးကမညီမညာပဲနဲ့အိုးတစ်လုံးထဲမှာနေပဲဒီထမင်းဟာတဏှာကပျော့ပြီးတော့တဏှာကမာပြီးတော့တဏှာကမှကောင်းကောင်းချက်တယ်တဲ့ထမင်းအိုးတအိုးထဲမှာပဲသုံးမျိုးဖြစ်သွားတယ်ထမင်းချက်ပုံ တမင်ချဲ့ရင်တောင်ဖြစ်ဖို့မလွယ်ဘူးလေဒါဘုဒ္ဓရဲ့မှာဆိုရင်တဏှာကပြောမနဲ့တဏှာကမာတဏှာကမှကြက်တယ်အဲ့ဒါလို့ထမင်းအိုးအိုးတလုံးထဲမှာပဲအခုလို့ထမင်းသုံးမျိုးသုံးစားထွက်ပေါ်လာတာကိုတွေ့ရှိရလို့အလွန်အံ့ဩမိပါတယ်အိမ်မက်ထဲမှာဒီအိမ်မက်ကို မြင်မဲ့ခါတာဖြစ်လို့ဒီအိမ်မဲ့ရဲ့အကျိုးပြစ်ကကောဘာဖြစ်နိုင်ပါသလဲဖရာလို့ရှောက်တော့ရသော်ဖရာကဒါလည်းပဲခုချိန်မှာဖြစ်လာမဲ့အခြေအနေမရှိဘူးဒါရဲ့တင်္ကေတကဘာတွေလုံးဆိုရင်နောက်နှစ်ပေါင်းကြာလာတဲ့အခါမှာလောကကြီးမှာလူလောကမှာတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေတရားဓမ္မနဲ့အညီ မအုပ်ဆိုးကြတော့ဘူးတရားနိလန်းနဲ့အညီမအုပ်ဆိုးတော့မင်းဆိုရာဇာတွေတရားပြတ်တဲ့အခါကျတော့မင်းမှုတန်းတွေကလည်းပဲတရားပြတ်လာတယ်တဲ့မင်းမှုတန်းတွေတရားပြတ်လာတဲ့အခါမှာတိုင်းသူပြည်သားတွေလည်းတရားပြတ်လာတယ်နော်အဲ့ဒါကိုပြောတာခေါင်ကမိုးမလုံးဘူးဆိုတာတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုရာဇာတွေဆိုတာ ဦးစီးကောင်းဆောင်နေဘုရင်ကတရားမဆောင်ဘူးဆိုတော့မင်းမှုတန်းတွေကလည်းတရားမဆောင်ကြတော့သူတို့တရားမဆောင်ရင် တိုက်သူပြည်သားတွေကကောင်းလာလားဆိုမကောင်းသူတို့လည်းတရားမဆောင်ကြတော့တရားကိုချင်းတရားတွေပြစ်ပြားလာကြတယ်အဲ့တော့လူတွေဟာတရားမဆောင်တဲ့အနေအထားမျိုးတွေဖြစ်ပြီးတော့မတရားမှုတွေများလာတယ်ပေါ့မတရားမှုတွေများလာ ပေါင်းဆောင်လုပ်တဲ့မင်းကမတရားဘူးဆိုလို့ရှင်မင်းမူရန်တွေကလည်းမတရားကြတော့ဘူးမင်းမူရန်တွေကတရားမဲ့သွားရင်တိုင်းသူပြည်သားတွေအားလုံးဟာလည်းတရားမဲ့သွားတယ်အဲ့တော့ဒီတွေရက်လာလို့ဆိုတော့မဟုတ်သေးဘူးလူတွေတရားကင်းမဲ့သွားပြီဆိုတဲ့အခါကျတော့လူတွေနဲ့ဆက်ဆက်နေကြတဲ့အိဆောင်တတ်တွေကိုဆောင်တတ်တွေအဲ့ဒီအဘက္ခဒေဝတာလို့ဆိုတဲ့ လူတွေနဲ့နီးနီးဆက်ဆက်နေကြတဲ့နတ်တွေကလည်းတရားပြက်လာတယ်။ဟောလူတွေရဲ့အရှိန်အဝါကနတ်တွေထီအောင်ကူးဆက်တယ်ဆိုတဲ့အိဗေရောက်တယ်နော်။လူတွေကောင်းမှနတ်ကောင်းမယ်ဆိုတဲ့အိဗေမျိုးရောက်နေတယ်နော်။အဲ့တော့လူတွေတရားပြက်တဲ့အခါမှာနတ်တွေကလည်းတရားပြက်လာတယ်။လူတွေရဲ့အပူဇော်ကိုခံရတဲ့ဒေဝတာပလိကိုလက်ခံရတဲ့နတ်တွေကလည်းတရားပြက်လာ။ယုတ်ကဇိုးတွေကလည်းတရားပြက်လာ။ ဘုံမဇူရီယုကဇူရီတရားပြတ်တော့ကောင်းကင်ယံမှာဗိမာန်တီရှိပြီးတော့နေကြတဲ့အာကာသထအာကာသဇုနတ်တွေကလည်းတရားပြတ်လာကြတယ်တဲ့တရားမဆောင်ကြတော့အဲ့လိုစင်ခဲစင်ခဲနဲ့အကျင့်တရားတွေပြည့်ပြားလာတဲ့အခါမှာအဲ့ဒီခကြီးရောက်လာပြီဆိုလို့ရှိရင်တဲ့လူတွေတရားပြတ်ခြင်းကြောင့်ဘာတွေကဖောက်ပြန်လာတော့ဆိုလေလန်းเจ้าတွေဟာပြောင်းလာတယ် လေလမ်းကြောင်းတွေပြောင်းတိုက်နေကြလမ်းကနေမတိုက်ဘဲနဲ့ဟိုဘက်ကနေတိုက်ဒီဘက်ကနေတိုက်လေလမ်းကြောင်းတွေပြောင်းလာတယ်လမ်းတွေကမပြောင်းတော့ဘူးလေလမ်းကြောင်းတွေပြောင်းလာတဲ့အခါကျတော့ကောင်းကင်ဘုံမှာရှိကြတဲ့နတ်ဘိမှန်တွေကိုလေတွေကလမ်းမမှန်တော့ဝင်ပြီးတော့နတ်ဘိမှန်တွေကိုလေတိုက်တဲ့အခါဘိမှန်တွေကလှုပ်ရှားသွားတယ်နော်သူတို့လည်းလေတိုက်လို့ရှိရင်မငြိမ်ဘူးရာတိဝိရု မကောင်းတဲ့အခါလိမ်မြန်စီးတော့လှုပ်တယ်လို့နေမှာပေါ့နဗိဗံကဗိဗံကြီးတွေဟာလဲကောင်းကင်မှာရှိနေတော့လေနဲ့တွေ့တဲ့အခါကျတော့လှုပ်ကုန်ကြအဲ့ဒီလိုဗိဗံကြီးတွေကောင်းကင်ဗိဗံကြီးတွေလှုပ်လာတဲ့အခါကျတော့လှုပ်ရမလားဆိုပြီးတော့ဗိဗံထဲမှာနေတဲ့နတ်တွေကစိတ်ဆိုးတယ်စိတ်ဆိုးတယ်နော်လိမ်မြန်စီးတဲ့အခါလဲလိမ်မြန်လှုပ်သွားပြီဆိုရင်ကပတ်တိပတ်ထားတာတို့ ြောက်ကြတယ်ဣတိပိသောရွတ်ကြအထာဏမေတံရွတ်ကြနဲ့လောက်ကြတယ်နတ်တရားလည်းသူတို့ဗိမာန်နေလှုပ်လာတဲ့အခါကျစိတ်ဆိုးကြစိတ်ဆိုးတယ်ဘာဖြစ်လို့ဒီလိုဖြစ်ရလဲခါတိုင်းမှတို့ဗိမာန်နေဘာမှမဖြစ်ဘူးအခုလေတိုက်လို့လှုပ်လာပြီလှုပ်လာတယ်ဆိုတော့သူတို့ကစိတ်ဆိုးပြီးတော့ဘာဖြစ်လဲမိုးမယောအောင်လှုပ်ကြတယ်မိုးမယောအောင်လှုပ်လိုက်တယ်အဲ့တော့ လေတိုက်လို့လှုပ်တဲ့ဗိမာန်ရှင်တွေကမိုးမယွံအောင်တားကြအဲ့တော့ရွာလာတဲ့မိုးဟာလည်းပဲလူပြည်လူလောကမှာတပြိုင်နက်ညီညီညာညာရွာတာမဟုတ်ဘဲနဲ့မိုးကွက်ကြရွာလာခဲ့ပြန်ဟိုနာလေးရွာတယ်ဒီနာကြတော့မရွာပြန်ဘူးနော်မိုးကွက်ကြတွေရွာလာတယ်မိုးကွက်ကြရွာလာတဲ့အခါမိုးကောင်းတဲ့နေရာလေးကကောင်းမကောင်းတဲ့နေရာမကောင်း အဲ့ဒီလိုမိုးကက်ကြရွာလာတဲ့အခါကျတော့ဘာတွေဖြစ်လာတော့ဆိုမိုးခေါင်တဲ့နေရာတွေကခေါင်မိုးလွန်တဲ့နေရာတွေကလွန်လူတွေကအသီးနှံတွေစိုက်ပျိုးကြတယ်စိုက်ပျိုးတဲ့နေရာကျတော့မိုးကောင်းလွန်အကြီးတော့ပျက်စီးသွားပြန်တယ်မိုးခေါင်လွန်အကြီးတဲ့နေရာတွေကလည်းတစ်ခါပျက်စီးသွားကြပြန်တယ်အဲ့ဒီလိုမိုးရေမရလို့စိုက်ပြီးသားအသီးနှံတွေကလည်းပဲညှို့ကုန်ကြပြန်တယ်ပေါ့ အဲ့ဒါနဲ့မိုးမမှန်ကန်ကန်မရသည့်အတွက်ကြောင့်ဒီမိုးမှန်တဲ့နေရာလေးတွေကတည်နှံလေးတွေဖြစ်တော့လဲမိုးလွန်ခဲ့တဲ့နေရာကပျက်စီးမိုးချောင်းမိုးခေါင်သွားတဲ့နေရာတွေကြတော့တပင်းလေးချောင်းတဲ့အဲ့ဒါလိုလူပြေလူလောကမှာ ਨੇ တနေတဲ့မှာပဲမိုးခေါင်တဲ့နေရာခေါင်မိုးလွန်တဲ့နေရာလွန်မမှန်ရွာတဲ့နေရာရွာသုံးမျိုးသုံးစား꿰ပြပြီးတော့သွားတယ်တဲ့ အဲ့ဒါလို့၃ယူ၃စား क्वे ပြားသွားတဲ့အခါမှာတိုင်းပြည်မှာဒီဖြစ်ပေါ်လာတဲ့စိုက်ပျိုးတဲ့သီးနှံနေရာလဲကောင်းတဲ့နေရာကောင်းမကောင်းတဲ့နေရာမကောင်းခြောက်တဲ့နေရာခြောက်နေအဲ့ဒါလို့သီးနှံအထွက်တရားမှန်ကန်မှုမရှိဘူးဖြစ်လာတယ်တဲ့အဲ့ဒီတယုတ်ကိုဖော်ဆောင်တဲ့အနေနဲ့ထမင်းအိုးတိုးထဲမှာပြောတာကပြောမာတာကမာ နတ်တာကနတ်နဲ့ဆိုပြီးတော့ထမင်းအိုတိုးထဲမှာပြောမနတ်နဲ့မာမနတ်နဲ့နတ်တာတစ်ခုဆိုပြီးတော့အဲ့ဒါလို့သုံးမျိုးသုံးစား꿰ပြပြီးတော့သွားတာဟာနောက်တစ်ချိန်ကျလို့ရှိရင်နေရာတနေရာမှာပဲအခုလို့အခြေအနေမျိုးတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာကိုကြိုတင်ပြီးတော့အရင်နမိတ်ပြတဲ့အနေနဲ့ဒီအိမ်မက်ဟာဖြစ်ပေါ်လာတာဖြစ်တယ်